မှန်တိုင်းပြင်မယ်နော်ဒီနေ့ဒီချိန်ထိလေအစစ်စစ်ကလေးတုန်းကရေးခဲ့တဲ့သချင်းတွေနဲ့သူများအတွက်ကိုခန်းစားပြီးရေးတဲ့သချင်းတွေပဲများတယ်။ဘယ်ရည်စားအတွက်ဘသူအတွက်ကဒီသချင်းရေးတာဆိုပြီးအတိအကျမရှိဘူး။တချို့ယောက်ျားတွေတချို့ကြီးသားတွေတချို့အမျိုးသားတွေကတော့တို့တို့တို့ကိုရေးရချိန်ပြီးတော့ feeling နေဖြစ်ရင်ဖြစ်နေမှာပေါ့နော်ဒါအမှန်သောစကားပြောတာ အတချို့တကြင်တွေဆိုတကြင်ချင်းတွေကကိုယ်အသေးကွဲတဲ့ဟာကိုရင်းဖွင့်တယ်ပြီးတချို့တွေကကြတော့ဟဲ့တကြင်ချင်းကအဲစာသားလေးထည့်ပေးပါအဲဒီစာသားလေးထည့်ပေးပါဆိုကိုထည့်ပေးကြီးပြီးတယ်ဥမာဆူတောင်းနေမယ်ဆိုတချင်အဲ့တချင်းဆိုရင်စန်းစီတကယ်ချင်းကသူ့ရင်စားကတခြားကောင်မှလေ့ယူသွားတာအဲ့သူအသေးကွဲနေတဲ့ချင်း သူတင်းကွင်းနေရင်သူခန်းစားချက်ကိုစမ်းပြီးရသူ့ကိုအဲ့ဒါရေးပေးထားတာအင်တာဗျူးကြည့်ယူလို့ရှိရင်တော့သူရတဲ့သဘောကျပြီတော့မှပြောလိုက်ပြီးတော့တကယ်ကြည့်ဤပြ